လွတ်လပ်ရေးဤခေါင်းလောင်းတန်အလောင်းဖရာဤဇလန်းဒီဇလန်းကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကမြမသမိုင်းမှာတကယ်ဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်တွေအပေါ်အခြေခံထားတာပါဒီအချိန်ဟာတင်းငယ်တဲ့ရွာလေးတွေကနေကြီးမားတဲ့နိုင်ငံတွေအထိပုံကန်ထားကြွခဲ့ကြတဲ့ကာလတစ်ခုဖြစ်တယ်လူတစ်ယောက်ရဲ့ရေဆွမ်းတတိနဲ့စီးလုံးညီညွတ်မှုကနိုင်ငံတစ်ခုကိုဘယ်လိုထာဝရပြောင်းလဲပစ်ခဲ့တယ်ဆိုတာကိုပြောပြပါလိမ့်မယ် ပြုတ်ကွဲနေသောတိုင်းပြည်ဆက်ရှိရာစုအစောပိုင်းမှာမြန်မာနိုင်ငံဟာပြုတ်ကွဲနေခဲ့တဲ့တချိန်ကအင်အားကြီးမားခဲ့တဲ့တောင်ငူမင်းဆက်ဟာပြုတ်ကွဲသွားခဲ့ပြီးဒေသခံအုပ်စုရှင်တွေဟာအချင်းချင်းတိုက်ခိုက်နေခဲ့ကြတယ်ရွာတွေမိရှုခံရပြည်သူတွေကကြောက်ရွံ့စွာနေထိုင်ခဲ့ရပြီးဘဒုမငင်းငင်းကြီးပြန်လာမယ်လို့မယုံကြည်ခဲ့ကြဘူးမူဆိုးပိုလို့ခေါ်တဲ့ရွာငယ်လေးတစ်ရွာမှာဦအောင်စေးရဆိုတဲ့ရွာသူကြီးတစ်ယောက်နေထိုင်ခဲ့တယ်သူကမှုမက်လည်းမဟုတ်စစ်သူရဲလည်းမဟုတ်တတိရှိတဲ့လယ်သမားတစ်ယောက်သာဖြစ်တယ် စီးနင်းတိုက်ခိုက်သူတွေကသူ့ရွာကိုတိုက်ခိုက်တဲ့အခါအောင်စီရဟာသူ့လူတွေကိုစုစည်းပြီးပြောခဲ့တယ်။ငါတို့ပြိုကွဲနေမယ်ဆိုရင်တိုင်းပြည်ပြောက်ကွယ်သွားလိမ့်မယ်။ဒါပေမဲ့ငါတို့စီးလုံးမယ်ဆိုရင်တော့ပြန်လဲထူထောင်နိုင်မယ်။အလောင်းဖျားပေါ်ပေါက်လာခြင်း ောင်စီရဟာလယ်သမားတွေပန်းမဲဆရာတွေနဲ့မူဆိုးတွေနဲ့ဖွဲ့စည်းထားတဲ့တပ်ငယ်လေးတစ်ခုကိုတီထောင်ခဲ့တယ်သူကသူတို့ကိုအာနာအတွက်မဟုတ်ပဲလွတ်လပ်ရေးအတွက်လေ့ကျင့်ပေးခဲ့တယ်သူတို့ကိုသူတို့မူဆိုးဖို့သားများလို့ခေါ်ကြတယ်1952ခုနှစ်မှာနိုင်ငံခြားကြောထောက်နောက်ခံပြုထားတဲ့စစ်တပ်တွေကအင်းဝကိုကျူးကျော်ဝင်ရောက်ခဲ့တဲ့အခါ အောင်စေရဟာသူ့လူတွေကိုအောင်ပွဲများစွာစီးဦးဆောင်ခဲ့တဲ့သူဟာအလင်းဆောင်ကြီးအနာဂတ်ဖျားလို့အဓိပ္ပာယ်ရတဲ့အလောင်းဖျားအဖွဲ့ကိုခံယူခဲ့တဲ့ရေစွမ်းတတိနဲ့စီလုံးညီညွတ်မှုနဲ့အတူသူဟာအစာပေါင်းများစွာတာလွန်တဲ့ရန်သူတွေကိုအနိုင်ယူခဲ့ပြီးသူ့ရဲ့ကြောကြားမှုဟာမြန်မာပြည်အနှံ့မီးလို့ပြန့်နှံ့သွားခဲ့တယ်။မြန်မာနိုင်ငံကိုစီလုံးစေသူအလောင်းဖျားဟာသူ့ရွာကိုကယ်တင်ရုံနဲ့ရက်မနေခဲ့ဘူးသူကစီလုံးနဲ့တိုင်းပြည်အလံတစ်ခုအောက်ကနိုင်ငံတစ်ခုကိုအိမ်မက်ခဲ့တယ်။ ူဟာမြောက်ဖက်ရောတောင်ဘက်ပါခြိတက်ခဲ့ပြီးစကိုင်းတောင်ကုန်းနဲ့ပခူးလိုမျိုးတွေကိုလွတ်မြောက်အောင်လှုပ်ပေးခဲ့တဲ့သူသွားလျာရာမှာလူတွေကသူ့ကိုကြောက်ရွံ့လို့မဟုတ်ပဲမျောလင့်ချက်နဲ့ပူပေါင်းခဲ့ကြတဲ့သူဟာရွှေဘိုမှာမြို့တော်တစ်တခုတည်ထောင်ခဲ့ပြီးအဲ့ဒီကနေမြန်မာနိုင်ငံကိုနှစ်ပေါင်း၁၀၀ကျော်အုပ်စိုးမဲ့ကုန်းပေါင်မင်းဆက်ကိုတည်ထောင်ခဲ့တယ်။နောက်ဆုံးတိုက်ပွဲ အလောင်းဖျားရဲ့နောက်ဆုံးနှစ်တွေမှာသူဟာအင်အားကြီးတဲ့ရန်သူဖြစ်တဲ့ယူရီးယားခေါ်ထိုင်းနိုင်ငံနဲ့ရင်ဆိုင်ခဲ့ရတဲ့သူဟာတူတက်ကိုအယုဒ္ဓယာအထိဥဆောင်ခဲ့ပေမဲ့စစ်ပွဲအတွင်းမှာပြင်းထန်စွာဖျားနာခဲ့တယ်။သူ့ရဲ့အဆုံးနီးလာပြီဆိုတာသိတဲ့အခါသူက သူ့စစ်သားတွေကိုပြောခဲ့တယ်။ခေါင်းဆောင်ကောင်းတယောက်ရဲ့ခွန်အားကဒါမှမဟုတ်ပဲသူ့ပြည်သူတွေရဲ့စီးလုံးညီညွတ်မှုမှရှိတယ်ဒါကိုဘယ်တော့မှမမေ့နဲ့ သူဟာအိမ်ပြန်လန်းမှာကွယ်လွန်ခဲ့ပေမဲ့သူ့ရဲ့အိမ်မက်ကဆက်လက်ရှင်တန်နေခဲ့တဲ့ခိုင်မာပြီးစီးလုံးတဲ့မြန်မာနိုင်ငံရဲ့အိမ်မက်ပေါ့။ဤကုန်းနဲ့တင်ကန်းစာပြည်သူတွေဟာသူ့ကိုဂုံပြူတဲ့အနေနဲ့ကြီးမားတဲ့ခေါင်းလောင်းတစ်လုံးဖြစ်တဲ့လွတ်လပ်ရေးဤခေါင်းလောင်းကိုတိဆောက်ခဲ့ကြပြီးနောင်လာနောက်သားတွေစီးလုံးညီညွတ်မှုကဘာတွေဆောင်ကျင်းနိုင်လဲဆိုတာကိုအမှတ်ရစေဖို့ဖြစ်တယ်။ဒီနေ့ခေတ်မှာတော့မြန်မာနိုင်ငံဟာဒုက္ခကြုံတွေ့ရတဲ့အခါအလောင်းဖျားရဲ့ဇလန်းကငါတို့ကိုတတိပေးနေလုံးပဲ။ ရဲစွမ်းတက်တီအပြည့်နဲ့နှလုံးသားတစ်ခုကအခြားနှလုံးသားထောင်ပေါင်းများစွာကိုမိတောက်စေနိုင်တယ်ဆိုတာကိုပေါ့ကျေးဇူးပြုပြီး channel လေးကို like and subscribe လေးနဲ့ကူညီသွားကြပါဦး